်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်မြောက်လိုင်းဖန်အံမျိုးတို့လာရောက်ညီဖြစ်၍ BGF အပါဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကိုင်များမျိုးတဲမလာရအမိန်ထုတ်ပြီးဖန်အံတခွင်လုံးချုံရေးအထူးတင်းကျပ်ထားမအူပင်တွင်လဲစိုက်ပျိုးရေးနဲ့မွေးမြူရေးတက်ကတူခွင့်ပွဲတက်အောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အကြံဖတ်မရောက်လိုက်မှာယနေ့ကရင်ပြည်နယ်ဖက်အံမျိုးတို့လာရောက်မည်ဖြစ်၍ BGF အပါဝင်စစ်တပ်နှင့်အဆင်ပြေသောကရင်လက်နက်ကိုင်များမျိုးတဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတရင်ရင်းမြစ်တချို့ကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီအကြံဖတ်စီကောင်ဆောင်မရောက်လိုက်ကလက်တလောရန်ကုန်မြို့တွင်ရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBAE 85ချိန်မြောက်စရတု38ဖြောင်းမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲစုချင်းမြင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း ရင်းမတစင်ဖအံမျိုးတို့လာရောက်ရန်ရှိနေကြောင်းသိရှိရပါတယ်။ဖအံကိုမအားလာလာမှမလို့ကရင်လက်နက်ကင်ပေးကိုလက်နက်ကင်ပြီးယူရင်းမလာရအမိန်ထုတ်တဲ့ဖအံမှာတက်နေတွေးဆောင်ပွဲနဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေးဆောင်ပွဲလုပ်မယ်။ပြည်ရင်ဖန်အံတောင်ကလေးစေယုံကိုသွားပြီးဒံယာရစစ်တီတွေကိုသွားပြီးထွေးဖို့ရှိတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ် ထို့ပြင်မင်းအောင်လိုင်ကမအူပင်မျိုးနယ်တွင်ဖွင့်လျက်ရန်ရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲသို့လည်းတက်ရောက်ရန်ရှိနေပြီးရမန်နေ့ကလေးကမအူပင်မျိုးတစ်ခုလုံးလမ်းပေးဝဲရဆေးတုပ်ခြင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောက်အအုံများဆေးတုပ်ခြင်းများလှုံ့ဆော်လျက်ရှိကြောင်းသိရပါသည်နိုဝင်ဘာလတတိယအပတ်မှာမအူပင်မှာစိုက်မွေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကလေးကကြိုတင်ပြင်ဆင်နေကြပြီဟုမအူပင်အခြေစိုက်ဒေသကင်းတောက်တရင်ရင်းမြစ်ကရှင်းပြပါဗျ။ ဆက်လက်ပြီးရန်ကုန်ရှိအာကစားဝန်ကြီးဌာနပိုင်သူဝနအာကစားပြိုင်ပွဲရုံတစ်ကိုကြံဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံဖြူခွင့်ပြီးနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကိုကြံဖို့ပါတီကထိုက်ရိုက်ချိုးဖောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်ရှိအာကစားဝန်ကြီးဌာနအပိုင်သူဝနအာကစားပွဲရုံတစ်ကိုကြံဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအုံဖြူခွင့်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလ19ရက်နေ့မိုးလဲတနားရီမှညနေ၄နာရီအချိန်ထိရှမ်းဖို့ပါတီကရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ် ်သူဝနာအာကစားပွဲုံကျစ်တွင်လူဦးရေတထောင်ခန့်ပါဝင်သောမဲဆွဲစည်းရုံးပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းအဆိုပါမဲဆွဲစည်းရုံးပွဲတွင်ကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးတက်ရောက်မည်ဖြစ်ပြီးရန်ကုန်မှကျန့်ဖို့ပါတီဝင်များကိုရွေးကောက်ပွဲကြီးညာစာတန်းကိုမိတ်ဆက်မည်ဖြစ်ကြောင်းသိရပါသည်ပါတီမဲဆွဲစည်းရုံးဟောပြောခွင့်အတွက်အစိုးရဝင်ကြီးဌာနပိုင်းအဆောက်အဦကိုတုံးဆွဲခွင့်ပေးလိုက်တာပါ။တခြားဘဲပါတီကိုမှမပေးပါဘူး။ကြံခိုင်ရေးပါတီကိုပဲပေးတာပါဟုရန်ကုန်တိုင်းသတင်းရင်းမြစ်ကပြောဆိုပါရယ်။ ။ရှင်ပြင်ချက်ဖို့ပါတီ၏မဲဆွဲစည်းရုပ်ပွဲအတွက်စစ်တပ်နှင့်ရဲများကလည်းပြင်ပမှလုံခြုံရေးရှုပေးမည်ဖြစ်ကြောင်းအချို့ဖို့ကားအစီအစဉ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားကြောင်းသိရပါတယ်။ချမ်းဖို့ပါတီကထိုကဲ့သို့အစိုးရပိုင်းအဆောက်အုံဖြစ်သောသူဝနာအာကစားပြိုင်ပွဲရုံတစ်ကိုတုံဆွဲခြင်းလုံခြုံရေးအတွက်စစ်တပ်နှင့်ရဲကတာဝန်ယူပေးခြင်းချို့ဖို့ကားအစီအစဉ်များကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းမှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးအသိုင်းအဝိုင်းကပြောဆိုပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှားခုနှစ်ကားငယ်တွင်နိုင်ငံရေးပါတီတရက်သည်နိုင်ငံတော်ပိုင်ငွေကြေးအဆောက်အုံရင်းပစ္စည်းတို့ကိုတိုက်ရိုက်ဖြစ်စေ၊တွယ်ဝါး၍ဖြစ်စေ၊ယာယူသုံးစွဲလျင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိကြောင်းပြထန်းထားပါသည်။ဆလပီပြည်တွင်းမှာစတားလင့်သုံးစွဲသူဦးရီတိတာစွာကြဆင်းသွားတဲ့ဆွဲတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။မြန်မာနိုင်ငံမှာ Starlink အင်တာနက်သုံးစွဲသူဦးရေဟာရပိုင်အတွင်းတိတိတသာပြန်လည်ကြဆင်းသွားခဲ့တယ်လို့ AFP သတင်းဌာနကဖော်ပြထားပါတယ်။ နေဆက်ခြေဆိုင်အွန်လိုင်းငွေကြေးလိမ်လည်မှုကြားဖြန့်ကိုင်းတွေက Starlink ဝန်ဆောင်မှုတွေကိုအသုံးပြုနေကြောင်းဆွဆွဲချက်တွေထွက်ပေါ်လာတဲ့နောက် Starlink ရဲ့မိခင်ကုမ္ပဏီ SpaceX ဟာကြားဖြန့်ကိုင်းတွေရှိနေတယ်လို့ယူဆရတဲ့နေပြည်တော်မှာကွန်ရက်ထောက်ပံ့မှုကိုဖြတ်တောက်ပစ်ခဲ့ပါတယ်။မြောက်ဝတီမြို့နယ်တွေကကြားဖြန့်အဓိကနေပြည်တော်တစ်ခုလို့ဆိုနိုင်တဲ့ KK ဘက်မှ Starlink Internet ချိတ်ဆက်နိုင်တဲ့ဆက်လောင်းတွေအများအပြားရှိနေကြောင်း AFP သတင်းဌာနကဖော်ပြခဲ့တဲ့နောက် SpaceX ကအင်တာနက်လက်ခံချိတ်ဆက်တဲ့ Starlink စံ2500လောက်ကိုတားဆီးပိတ်ဆို့ခဲ့ကြောင်းကြေညာပါတယ်။နစ်ဆန်ပိုင်းလောက်တုန်းက Starlink ဟာမြန်မာနိုင်ငံမှာလူသုံးအများဆုံးအင်တာနက်ကွန်ရက်ထောက်ပံ့မှုကုမ္ပဏီအဖြစ်ရပ်တည်နေခဲ့ပြီးအင်တာနက်ဝန်ဆောင်မှု14ရာခိုင်နှုန်းဆလောက်ခွဲတန်းကိုရယူထားခဲ့ပါတယ်။ကြပါမယ့် Starlink ဟာမြန်မာနိုင်ငံမှာတရားဝင်မှတ်ပုံတင်လုပ်ငန်းလေပတ်နေတဲ့ကုမ္ပဏီတော့မဟုတ်ပါဘူး။နေဆက်ကကြားဖြန့်ခိုင်းတွေနဲ့ဆက်ဆက်တဲ့ကွန်ရက်တွေကိုပိတ်ချထားကြောင်း SpaceX ကအတည်ပြုခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့အင်တာနက်ထောက်ပံ့မှုကိုရက်စုစုပေါင်းရဲ့900ရာခိုင်နှုန်းအောက်ခွဲတန်းထိ Starlink သုံးဆွဲမှုကပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ Space H ဟာကြားဖြန့်ခိုင်းတွေအတွက်အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ပေးနေတဲ့ဆိုတဲ့ဆွဆွဲချက်အတွက်အမေရိကန်လွှတ်တော်ရဲ့ကြားနာစုံစမ်းမေးမြန်းမှုကိုလည်းဇူလိုင်လကတည်းကကြုံနေရပါတယ်။ ကြားဖြတ်အရေးကိုနိုင်ငံတကာအာရုံစိုက်မှုမြင့်တက်လာချိန်မှာစစ်တပ်က KK ဘက်ကိုစီးနှင်းပြီးအဆောက်အုံပေါင်း၁၀၀ကျော်ကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ KK ဘက်တစ်ခုလုံးစဧရိယာကတော့တိတ်ပြီးကြီးကြီးမားမားအထိခိုက်ရှိဟန်မတူကြောင်းဂျိုဒူးမှတ်တမ်းတပ်ပုံတွေကညွှန်ပြနေပါတယ်။ဆက်လက်ပြီးမအူပင်တွင်အုတ်ထုတ်ရီမှုနှင့်အဖွဲကစင်ရနန်းပါသူများကိုတည်သူစစ်မှုတန်းအတွက်ဖမ်းဆီးရောင်းစားတဲ့ဆိုတဲ့တဲ့နဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အေယာဝတီတိုင်းမှာဥပင်မြို့နယ်တွင်စစ်ကောမရှင်လက်အောက်ခံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကစင်ရန်နွမ်ပါသူများကိုဖမ်းဆီးကာပြည်သူစစ်မှုထမ်းအတွက်ရောင်းစားပြီးအလုပ်ဖြစ်နေကြောင်းဒေသခံများထံမှသိရပါတယ်။ပြည်သူစစ်မှုထမ်းအတွက်ရောင်းစားနေကြသူများမှာရွှေတောင်မှော့တိုင်းနယ်၊ရွှေတောင်မှော့ကြီးရွာစစ်ကောမရှင်ခန့်အုပ်ချုပ်ရေးမှူးဦးအောင်ဝင်း၊စရေးမျိုးမင်းနှင့်အပေါင်းပါများဖြစ်သည့်မောင်စော၊ကြီးစိုး၊တန်ထိုင်မျိုးဝင်းအင်းဝင်းမင်းနိုင်တို့ဖြစ်ကြကြောင်းဒေသခံများကပြောပါတယ်။ မရှိစင်ရဲသားမိသားစုအတိုင်းဝိုင်းနေတဲ့သူတွေကိုဖမ်းပြီးစင်မူတန်းအထွက်ရောင်းစားနေကြတာပါစင်မူတန်းရှောင်းခံရတဲ့သူတွေကိုပဝင်းချင်းကကြားကောင်းအောင်၄90သိန်းလောက်နဲ့နှစ်သိမ့်ပေးတာပါကျန်တဲ့ငွေတွေကိုအုပ်ကြီးတို့အပိုင်သိမ့်ပြီးအခုဆိုတော်တော်လေးချမ်းသာနေကြပြီဟုရွှေတောင်မော်တိုက်ငယ်ရှိဒေသခံတအူးကသတင်းဌာနကိုပြောကြားပါတယ်လက်ရှိတွင်လည်းစစ်ကော်မရှင်ခန့်အုတ်ချွေမှုဦးအောင်ဝင်းရဲ့အဖွဲ့သည်ရွှေတောင်မော်ကျေးရွာရှိနေအိမ်တအိမ်လျင် ီတုစစ်မှုတန်းကြီးအဖြစ်ငွေ2000ကျပ်ပေးဆောင်နေရကြောင်းဒေသခံများထံမှသိရပါဗျ။ရွှေတောင်မော်ကျေးရွာတွင်ရက်ွက်73ခုအထိရှိပြီးအင်ချေ1800ကျော်ရှိကာပြည်သူစစ်မှုတန်းကြီးလှဆင်ကောက်ခံရရှိငွေမှာ300ကျော်အထိရရှိကြောင်းဒေသခံများကပြောပါဗျ။အေယဝတီတိုင်းရှိမြို့နယ်အများစုတွင်စစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးများကပြည်သူစစ်မှုတန်းလူစားထိုးဝယ်ရန်ဟုဆိုကာငွေကြေးများအစမတန်တောင်းယူနေတော့လေအမေရိကန်ပြည်သူစစ်မှုတန်းအဖြစ်ပို့ဆောင်ခံရသူများမှငွေကြေးများမရရှိကြောင်းပြည်သူစစ်မှုတန်းတပ်ဦးဤမိသားစုဝင်ကပြောပါရယ် ဧရာဝတီတိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုအများစုမှာဂျေးဝပြည်သူစစ်ပြည်သူစစ်မှုထမ်းများအတွက်ထောက်ပံ့ရန်နှင့်လူမျိုးဝယ်ယူရန်ဟုဆိုကာအကြောင်းအမျိုးမျိုးပြပြီးလက်ရှိအချိန်ထိငွေတောင်းယူလျက်ရှိကြောင်းသတင်းဌာနကစုံစမ်းသိရှိရပါသည်ဆလပီမွန်ပြည်နယ်မှာအမတ်လောင်းအများစုမြေပြင်ဆင်းပြီးမဲမဆွယ်ရဲဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ကပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်ကြမယ်။နိုင်ငံရေးပါတီကကိုစလီလောင်အများစုမြေပြင်ဆင်းပြီးမဲမဆွဲရဲကြဘူးလို့ဒေသခံတွေကသတင်းဌာနကိုပြောပါရယ်။စစ်ကော်မရှင်ကရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်ကြမယ်ကိုစလီလောင်တွေကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60ဆွဲမဲဆွဲကာလသတ်မှတ်ပေးထားပါရယ်။ကိုယ်စလဲလောင်းတွေမဲဆွဲစည်းရုံးရမယ့်ရက်ကိုရက်ပေါင်း60ခွင့်ပြုထားပေမယ့်နိုင်ငံရေးပါတီအများစုမျိုးပေါ်ရက်ွက်တွေမှာတောင်မဲဆွဲစည်းရုံးလှုပ်ရှားမှုသိမ့်မတွေ့ရသေးပါဘူး။ ဘီလင်းဒေတာကန်တအူးကတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေဟာမျိုးပေါ်မှာလှုပ်ရှားမှုမရှိသလိုနေတွင်မှာလည်းလုံဝမလှုပ်ရှားတာကြောင့်ဘဲကိုစလေလောင်ဝင်ပြိုင်မလဲဆိုတာတောင်မသိရဘူးလို့သတင်းဌာနကပြောပါရယ်ပါတီတွေရဲ့လှုပ်ရှားမှုဆိုတဲ့အဥ္စာကမျိုးပေါ်မှာတော့အတန်မကြားဘူးနေမှာတော့လှုပ်ရှားမှုလုံဝမရှိဘူးကိုစလေလောင်နာမည်စရင်တောင်ကျွန်တော်တို့မသိဘူးဘဲပါတီကဘယ်သူလဲဘာညာဆိုတာတောင်ကျွန်တော်တို့မသိရဘူးကိုစလေလောင်နာမည်ဥပမာအမျိုးသားလွတ်တော်ကဘယ်သူ ပြည်သူ့လွတ်တော်ကဘယ်သူတိုင်းဒေသကြီးဘယ်သူရဲ့လို့တော့ဘာမှကိုကျွန်တော်တို့မသိရဘူးလို့ဆိုပါတယ်နိုင်ငံရေးပါတီအများစုရဲ့ကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးလှုပ်ရှားမှုမရှိတာဟာစစ်ကော်မရှင်ကသူတို့ရဲ့လုံခြုံရေးကိုတာဝန်မယူတာကြောင့်ဖြစ်နိုင်တယ်လို့ဒေါ်လာရေးအင်အားစုတွေအားကောင်းတာကြောင့်လည်းဖြစ်နိုင်တယ်လို့သူကဆက်ပြောပါတယ်မော်လမြိုင်ဒေသခံတအုပ်ကလည်းစစ်ကော်မရှင်အပြည့်အဝထိန်းချုပ်ထားတဲ့မြို့ပေါ်မှာတောင်ပါတီတွေလှုပ်ရှားမှုကိုမတွေ့ရတော့တယ်လို့သူတို့ပါတီဝင်အချင်းချင်းလောက်တာအစည်းအဝေးလောက်တာစုံစည်းတာလောက်တာတွေ့ရတော့တယ်လို့သတင်းဌာနကပြောပါတယ် ်ပါတီကတော့လောလောဆယ်မှာလှုပ်ရှားမှုကမတွေ့ဘူးလှုပ်ရှားမှုမတွေ့ဘူးဆိုတာကသူတို့အချင်းချင်းအုပ်စုတွေလောက်ပဲသူတို့ပါသူတို့ဒီအတိုင်းမီတင်လုပ်တာတို့တခြားသူတို့ပါသူတို့စုံစည်းတာတို့အဲ့ဒါတွေတော့လုပ်နေတယ်အိမ်တွေကိုသွားပြီးတော့စီယုံရေးလုပ်တာတို့မီတင်လုပ်တာတို့ဟောပြောပွဲလုပ်တာတို့တော့မရှိဘူးလို့ဆိုပါတယ်ဒေတာတွင်မှာတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီအများစုကကိုစလဲလောင်းတွေဟာအရင်လိုမြေပြင်အထိကွင်းစင်ပြီးမဲဆွဲရတော့ပဲအွန်လိုင်းကိုအဓိကအသုံးပြုမဲဆွဲစီယုံတာတွေတွေ့နေရတာဖြစ်ပါတယ် မူးတုံဒေသခံတအူကတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေရဲ့လှုပ်ရှားမှုအပြင်စီယုံရေးစင်နာတွေလက်ရှိရွေးကောက်ပွဲနီးလာတဲ့အထိဘာမှမရှိနေဘူးလို့သတင်းဌာနကပြောပါတယ်။လက်ရှိကတော့ဒီဘက်မှာပါတီလှုပ်ရှားမှုတွေကတော့မစားသေးဘူး။လက်ရှိလည်းစီယုံတာဘာညာမရှိဘူး။စီယုံရေးစင်နာဘာမှမရှိနေဘူး။မထူးနေဘူး။မတွေ့နေရဘူး။ပါတီလှုပ်ရှားတာတို့ဘာလို့ဒါပေမဲ့အုတ်ချုပ်ရင်းမှုရုံးမှပဲစရင်ပေးဖို့အတွက်မဲကိုလာကြည့်ကြဖို့အဲ့ဒါတွေတော့နှိုးဆော်ထားတာတော့ရှိတာပေါ့။ဂျန်နဲ့ပါတီလှုပ်ရှားမှုတွေဘာမှမတွေ့ရသေးဘူးလို့ဆိုပါတယ်။ ဂျပန်မှာစစ်ကော်မရှင်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ခိုးစလဲလောင်းတွေမဲဆွယ်စည်းရုံးနိုင်ဖို့အတွက်ဆိုကာဒေတာရင်းမှာလုံခြုံရေးတိုးမြင့်ပြီးနေစဉ်ပိတ်ဆို့စစ်ဆေးရှာဖွေဖမ်းဆီးတာတွေလှောက်ဆောင်နေတာပါမွန်ပြည်နယ်မှာတော့စစ်ကော်မရှင်ပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲကိုတတိပုဂ္ဂလကိုစလဲလောင်းတဦးအပါဝင်နိုင်ငံရေးပါတီကိုကူကကိုစလဲလောင်း250ကျော်ဝင်ရောက်ရှင်ပြိုင်ဖို့အမိစရင်တင်သွင်းထားပါတယ်